channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာဖြစ်ရှိတာဖြစ်ပါတော့ကြောင့်ရောက်ရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာနံပါတ်1ပေါ့နံပါတ်1ကပြိဿကြီးကာယကံအကုသိုလ်ကျွေးဘာအကုသိုလ်ကျွေးလဲကာယကံအကုသိုလ်ကျွေးဆိုတာပြိဿကြီးမိမိရဲ့ခန္ဓာကိုယ်နဲ့ခြေတွေနဲ့လက်တွေနဲ့ခေါင်းတွေနဲ့တကူလုံးနဲ့မကောင်းတာ လုပ်တဲ့အကုသိုလ်ကျွေးလို့အဓိပ္ပာယ်ရတယ် လွန်ခဲ့သောနှစ်ပေါင်း60လောက်ကမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းလောက်ပဲတနည်းနည်းနဲ့3-4နှစ်လောက်မှာကျောင်းဆရာမတယောက်ရှိရန်ကုန်မြို့ရန်ကုန်မြို့ထဲတော်မဟုတ်ပါဘူးရန်ကုန်မြို့ရဲ့အစွန်ဘက်လဲကူးလို့ထောက်ကျန့်လို့မြို့နေမှာပေါ့ကျောင်းဆရာမတယောက်ရှိတယ်ကျောင်းဆရာမရထားတာကသူ့ယောက်ျားကအသက်ကြီးတယ်အရက်ပဲအများအားမိုးနေကျောင်းဆရာမမှာရွှေတွေငွေတွေကြီးပြားဥစ္စာတွေရှိတယ် အဲ့ဒါသူ့ယောက်ျားအမြဲတမ်းမူးနေတော့ចောင်းဆရာမကမူးတဲ့ယောက်ျားကိုမလို့တော့နောက်တယောက်ထားတယ်ပေါ့နောက်တယောက်ထားတာကကားစပယာကောင်လေးကိုပြိတိုက်ရည်သူကနောက်တယောက်ထားပြီးတိတ်တိတ်ပုံဖြစ်နေကြဖြစ်နေပြီးတော့အဲ့ကားစပယာကောင်နဲ့နှစ်ယောက်သားတိုက်မိပြီးတော့သူ့ယောက်ျားကိုတေချောင်းကျန်ចောင်းဆရာမကចောင်းဆရာမចောင်းဆရာမအသက်35နှစ်လောက်ပေါ့တေချောင်းကျန်တာညအခါမှာပြိတိုက်ရည်အရက်အလွန်ကြော်မူးလာတဲ့သူ့ယောက်ျားပြန်လာတော့ចောင်းဆရာမလုပ်တဲ့မိန်းမလုပ်တဲ့ပုဂ္ဂိုလ်ကဘာလို့လဲဆိုတော့သူ့ယောက်ျားရဲ့ ပါဇက်ကိုခေါင်းအုံးနဲ့ဖိမအော်နိုင်အောင်လို့ဖိထားညစ်ထားတယ်လဲမဲလဲညစ်ပါဇက်ကိုလည်းခေါင်းအုံးနဲ့ဖိထားတော့ငါမူးသမားမူးကမူးနေတဲ့အထက်မအော်နိုင်တော့သောတော်ကသူနဲ့ဖောက်ပြန်နေတဲ့ကားစပယာကောင်ကမိရထားတန်လမ်းမှာတစ်တစ်တွေကိုရိုက်တဲ့တန်တန်မူကြီးရှိအဲတန်အကြီးတောင်ကြီးအဲ့တန်မူကြီးနဲ့ခေါင်းထဲကိုရိုက်ချက်တူနဲ့ရိုက်ချက်နှစ်ယောက်သားနှစ်ယောက်သားပေါင်းပြီးတော့တေချောင်းကြံ့ အဲ့တော့ဘိဒါရဲ့လက်တည်ချေနဲ့တေချောင်းရံနေဆိုတော့ကံ၃ပါးထဲမှာဘာကံလဲကာယကံဘာကံလဲကာယကံကတေချောင်းကြံနေဆိုတော့ကုသိုလ်ကံလားအကုသိုလ်ကံအေးမရဘိဒါရဲ့ဆရာမလုပ်တဲ့ပုဂ္ဂိုလ်ကခေါင်းဦးနဲ့ဖြစ်တတ်တဲ့ယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကခေါင်းထဲကိုမှန်ရင်းနဲ့တူနဲ့ရိုက်ထဲတော့အမှုသမားယောက်ျားကြီးသေရောတေသွားတော့မှအဲ့ဒီမှာနှံနှံကြီးကခေါင်းထဲကိုသွားတာပေါ့ဗျာသွေးတွေပါလေနေပါဖယ်ရှင်းပြီးခေါင်းလေးစမင်လေးပါလေးပြင်း ကြည့်ပြီးတော့မနက်ခင်း၄နာရီလောက်မှယုတ်တည်းအမိုးလုံပြီးတဲ့ဆိုပြီးထအောင်ငိုလူမသိသူမသိနဲ့ပဲတုတ်တန်သွားချမြေမြုပ်လိုက်တာမကောင်းမှုရာလုပ်ပြီးသွားပြီကာယကံနဲ့လုပ်လိုက်တာဗာနဲ့လုပ်လိုက်တာလုံလိုက်ပြီးတော့၄ငါ၃လေး၅လောက်နေလိုက်တော့ဆပရကောင်နဲ့ယူလိုက်ဒီเจ้าဆရာမတယောက်ယူလိုက်တော့ဆပရကောင်ကလည်းဒီเจ้าဆရာမကိုချစ်လို့မဟုတ်ပါဘူးသူ့မှာရွှေတွေငွေတွေရှိလို့ตาလို့ဆိုပြီးတော့ဟိုကကြိုက်တယ် ယူလိုက်ပြီးတော့ပရိသတ်ရေမဲ့ဆပြာလုံးလည်းမလုံးတော့ဘူးဆပြာဆိုတဲ့လည်းသိကောင်းတယ်မထင်ပါဘူးဆပြာလုံးလည်းမလုံးတော့ဘဲနဲ့အိမ်လာပြီးမူးယူမူးယူပြီးတော့ဆောင်းလုံးကမိမလက်စားလေးစားလိုက်ချွေလေးရောင်းခိုင်းလိုက်ဖဲရိုက်လိုက်ရက်တောင်းလိုက်အမကောင်းလာတဲ့ကြီးအကုန်လျှောက်လို့တစ်နှစ်ကုန်သွားနှစ်နှစ်လေးနှစ်ငါးခြောက်ခုနှစ်၁၀နှစ်၁၀လေးလောက်ကြာတော့ကျောင်းဆရာမလုပ်တဲ့ပုဂ္ဂိုလ်ရှိတာလေးလည်းပြောင်းလက်စားလေးရလည်းမစားတော့သူ့ရက်ဖိုးကိုမလောက်တော့မလောက်တော့ဟိုကောင်ကရက်ဖိုးတောင်းဖဲရိုက်ဖိုးတောင်းမရှိပါဘူးပြောလဲမရ မရရင်ရိုက်ညင်စဲနှိမ့်စဲတော့ကြောင်းဆံမလို့တဲ့ပုဂ္ဂိုလ်အဲဒါကြောင့်မလို့ဘိသက်ရေနောက်ယောက်ျားယူတယ်ဆိုတာမလွယ်ဘူးမလွယ်ဘူးတော်ဒုက္ခရောက်တယ်ယူထားတဲ့ပုဂ္ဂိုလ်တွေရှိလဲခွလပါဆရာတော်မသိလို့ပြောတာနော်ဒါကြလည်းပဲပိတ်ထားမှရအခုလည်းပဲလင်ကြီးကိုတတ်ပြီးတော့ဘိသက်ရေနောက်တစ်ယောက်ယူလိုက်တယ်ယူပြီးတော့ဘိသက်ရေအခုမှသူ့မှာညင်စဲတွေမခံရဘူးလားခံရတယ်ညင်းစဲကြီးခံရပြီတော့ဘိန်းသားကြီးသူ့မှာမစားနိုင်မတော့နိုင်ပစီရလဲကော အရင်ညာညာတိုင်းညာတိုင်းအရိုက်ကခံတကူလုံးပိန်ချုံဒုက္ခတွေရောက်ဆင်းရဲဒုက္ခတွေရောက်နောက်ဆုံးနှိမ့်ဆက်ပါများတော့ဘလို့မှမခံနိုင်ဘူးဟိုကလည်းနှိမ့်ဆက်ုံနေမဟုတ်ဘူးနေနောက်တစ်ယောက်ပေးနေတယ်မို့လားဘာဖြစ်တဲ့ညာဖြစ်တယ်ဆိုပူတော်မခံနိုင်ဘူးအဲနောက်ဆုံးဘလို့မှမခံနိုင်တဲ့အဆုံးဘာမှလည်းမရှိတော့တဲ့အဆုံး15နှစ်လောက်ပဲပေါင်းပြီးပြီဆိုတော့ပိတ်တိုက်အစေးတက်တွေမရှိတော့မချစ်လဲမချစ်တော့ ဘာလို့တော့ဆိုတော့အဲ့ဒီကျောင်းဆရာမသူ့ကိုယ်တိုင်ပဲတရားရုံးသွားပြီးတရားသူကြီးလို့ကျမအမှုဖွင့်ရလို့ပါကျမအမှုစစ်စစ်ပဲပါလွန်ခဲ့တဲ့15နှစ်ကကျမရဲ့လင်ကြီးကိုယောက်ျားကိုကျမကခေါင်းနဲ့ဖိတတ်ပါတယ်အခုယူထားတဲ့ယောက်ျားကအနောက်ယောက်ျားကမှန်နဲ့ရိုက်ပြီးတော့ခေါင်းထဲမှာတတ်ပါတယ်အဲ့ဒါဘယ်နေရာမှာဘယ်သိန်းချိုင်းမှာမြုပ်ထားပါတယ်လိုက်ပေါ်ကြပါအမှုဖွင့်တော့ပရိသတ်ကြီးအဲ့ဒီမှာရဲရီပိုင်းနဲ့သွားပြီးအဲ့ဒီမြေပုံပဲဆိုပြီးတော့တခါတည်းဖော်လိုက်တော့ဟုတ်တယ်အယိုး ွားတွေ့တယ်အဲ့ဒီအယိုးဥကောင်းကြီးမှာတန်ကြီးကရိုက်ပြီးသားကြီးတန်ကြီးတက်သေးပစ္စည်းပါရလာရုံးတင်ပြီးအဲ့ဒီမှာတရားဆုံးဖြတ်တယ်တရားဆုံးဖြတ်တဲ့အခါမှာပရိသတ်ကြီးတတ်တာကလင်းနှစ်ယောက်လုံးတတ်တာဟုတ်ညာတော့တတ်တော့ပရိသတ်ကြီးခေါင်းအုံးနဲ့ဖိတတ်တဲ့မိမကတော့တဲ့သေတံကိုယောက်ျားကိုကိုနောက်တစ်ယောက်နဲ့ပေါင်းပြီးတတ်လို့ तू ကသေတံဘောဘက်ကနောက်ကြတော့အလိုလိုအလိုပါ तू ပါရောတတ်တဲ့ကြောင့် तू ကတော့တက်တက်တချွန်း ။အမူးနေတဲ့ကောင်နောက်ကြံကတက်တဲ့ကြွန်ဆရာမကတော့တေတံကြာသွားကြ။အဲ့တော့ပိဿုဗံမှာပဲကိုကိုတိုင်မကောင်းမှုလုပ်ထားတဲ့အကုသို့ကာယကံအကျွေးတွေဟာနောက်ဘဝတော့မနေလိုက်ဘူးပြိတ္တကြီး။ကိုကိုတိုင်ပဲအမှုဝေပြီးကိုကိုတိုင်ပဲတေတံပြိတ္တကြီးကြိုးချခံရတဲ့ဘဝကိုမရောက်ဘူးလား။အဲ့တော့ပြိတ္တကြီးကာယကံအကုသို့ကျွေးရလဲလှုပ်ထားရင်မဖြစ်မှာဆက်ရတယ်အကျွေးဆိုတာဟောင်းမသွားဘူးဟောင်းရလား မဟောင်းပါဘူးပိဋကဒါကကာယကံအကုသိုလ်တွေ့နောက်ကကာယကံအကုသိုလ်တွေ့ရတော့ချင်းချင်းလုံးကတငယ်ချင်းနှစ်ယောက်ယွာတွေ့ရမှာရှိတို့ရင်းလို့ချင်းထုတ်ပြောတငယ်ချင်းနှစ်ယောက်ယွာတွေ့ရမှာရှိတယ်အဲ့ဒီနေရာကဗိဒ္ဓရေတိုင်ပြီးတော့သူတို့သားတွေမယားတွေထားခဲ့ပြီးတော့တနေတရေကိုဗိဒ္ဓရေအလုတ်သွားလောက်ကြအလုတ်သွားလို့တော့တငယ်ချင်းတယောက်ကရိုးရိုးသားသားကျူးကျူးစားနဲ့လောက်တာ10နှစ်လောက်အတွင်းမှာရွှေ30သား20သားလောက်ရတယ်ပစံနေတဲ့ရတယ် ဘောတငယ်ရေးတယောက်ကတော့သူကတော့မူယူသုံးဖြုံးနေတဲ့အတွက်ကြောင့်ဘာနဲ့ပြားမှမကြက်အဆင်မပြေဘူးပေါ့အဲ့တော့ကိုနေ၁၀လေးလောက်လည်းပဲအရက်ကိုခွာပြီးတော့စွန့်ပြီးတော့အလုပ်တွေနိုင်အောင်တောင်းပဲကြီးွားပြီးတဲ့တငယ်ချင်းကတငယ်ချင်းရေးတဲ့ငါတို့အိမ်ကမိမတွေသားသမီးတွေလည်းမျော်လီလောက်ပြီးကိုနေ၁၀လေးလည်းပဲတို့စီးွားရှာခဲ့အဲ့တော့တို့အရက်ကိုပြန်ချရအောင်လို့ပြောတော့ဟိုတငယ်ချင်းကငါမပြန်ဘူးကွာတဲ့ငါမှတပြားမှမရှိဘူး မပြန်ဘူးဆိုတော့ဟိုငွေကြီးကမရှိတယ်ကွာတဲ့လာတော့ကလည်းအတူတူလာတာငါတယောက်တည်းပြန်လို့ဘယ်ကောင်းမလဲမိအိမ်ရကလေးတွေမိမတွေကငါဘလို့ထင်မလဲအဲ့တော့မင်းမှဘာမှမရှိလည်းပဲငါနည်းနည်းလေးတော့ပေးမယ်ပေါ့လမ်းစိတ်လည်းပေးမယ်မင်းသုံးဖို့ဆဲဖို့ရည်ပေးမယ်ကဲပြန်ကြရအောင်အတင်းဆွဲခေါ်တော့စောတော့ကသုံးဖြုံမှုယူနေတဲ့ကောင်မှပါလာတာပေါ့ပါလာပြီးတော့ဘိန်းသားကြီးရှင်းရှင်းလုံးကဆိုတော့ဒါလမ်းချင်းချင်းပြန်လာရတာတရားဝင်တရောဝင်တရောင်ထွက်တရားဝင်တရားထွက်နဲ့ပြန်လာရင်လာရင်နဲ့ အဲညရောက်တဲ့အခါမှာဟိုမှာပစ္စည်းဥစ္စာတွေရလာတဲ့စီးပွားဖြစ်လာတဲ့ကောင်ကသူ့ရွှေကလေးတွေဥစ္စာလေးတွေခေါင်းအောင်ခေါင်းအောင်ခေါင်းရည်အောက်မှာပေါ့ခေါင်းအောင်အောက်မှာဖိပြီးခုခုပြီးအိတ်တာဟိုကောင်ကမြင်းနေအစားကတော့တော့သူ့မှာဗာစိတ်မှမရှိနောက်မြင်မှာများတော့ငါရွာကိုပြန်ရမှာဒီကောင်ကဥစ္စာတွေပါတယ်ငါကမပါဘူးအဲ့တော့ဒီကောင်ကနာမည်ရပြီးငါပဲပြောခံရမှာအဲ့ကျတော့မထူးတော့ပါဘူးဒီကောင်ကငါလောက်ကြံမှရမယ်ဆိုစောတော့ငါဗိဒ္ဓရေးစီးပွားဖြစ်တဲ့ကောင်အိတ်ပြော်တဲ့အပြော်မှာ တခါတည်းပရိသတ်ရေလက်ပင်းဖက်ပြီးဓာတ်နဲ့ထိုးပြီးတတ်မယ်ဆိုတခါလုပ်ပေါ့တော့တော့စီးပွားဖြစ်တဲ့ကောင်ကပရိသတ်ရေအဲ့ဒီမှာလက်ပြီးနိုးလာအောင်ပဲဓာတ်နဲ့လက်ပင်းကိုထိုးတော့မယ်ဇဲဖြစ်တော့ဟာကောင်တန်ငယ်ချင်းနေဦးဘာဖြစ်တာလဲဘာဖြစ်တာလဲမြဲတော့မင်းငါတတ်မင်းဘာလို့တတ်မှာလဲမင်းဥစ္စာတွေငါယူမယ်တဲ့အိမ်ကြံရင်ငါမျက်နှာငရမှာငယ်တော့မခံတော့ဘူးမင်းငါတတ်ပြီးတော့ပဲယူတော့မယ်ဟာတန်ငယ်ချင်းမလုပ်ရဘူးမကောင်းဘူးဘာညာဒါမရတော့ဘူးတတ်တော့မှာပရိသတ်ရေဓာတ်နဲ့ထိုးလို့ဇဲဖြစ်တော့တန်ငယ်ချင်း အစောတုန်းကအောက်ကထိုးကမ်းမဲ့တငယ်ကြီးကပြောတယ်တငယ်ကြီးမင်းငါ့ကိုတတ်မှာဆိုရင်လဲနေအောင်ခဏလေးတော့နေအောင်ကွာအဲ့ချိန်မှာပြိတတ်ရင်ညအခါလာတာနေတေလူစဲစဲတငယ်ချင်းရဲ့ဒီမဲ့ဓာတ်အောက်ကနေလမ်းမင်းကိုသူကမြင်နေရမြင်နေရတော့တငယ်ချင်းတတ်မယ်ဆိုရင်ခဏလေးကွာတဲ့ငါလမ်းမင်းကိုစကားလေးပြောခဲ့ခြင်းလို့ဘုသူ့ကိုပြောခဲ့မှာလမ်းမင်းကိုငါစကားလေးပြောခဲ့ခြင်းလို့တငယ်ချင်းခဏလေးနေအောင်ကွာ ဆိုတော့ကဲအဲ့ဒါဆိုရင်လည်းမင်းနောက်ဆုံးချက်အနေနဲ့အခွင့်အရေးအနေနဲ့မင်းပြောအဲ့မဲ့တေလူဇေယျလမ်းမင်းကြီးကိုလမ်းပြောတယ်။လမ်းမင်းကြီးတဲ့အခုကိစ္စမှာတငငင်းတယောက်ဖြစ်တဲ့ကိစ္စမှာဘသူတရားတယ်ဘသူမတရားဘူးဘသူမားတယ်ဘသူမှန်တယ်ဆိုတာလမ်းမင်းကြီးအတိဆုံးပါတစ်ချိန်ကြာရင်အကျွေးတွေဆိုတာပီးရစမြဲဆက်ရစမြဲပါပဲ။အဲ့ဒီတော့တစ်ချိန်ကြာရင်တော့ကျွန်ုပ်ရဲ့သားတွေသမီးတွေအိမ်ရမိန်းမတွေရွာသူရွာသားတွေကိုယခုဖြစ်တဲ့ဇက်လန်းကလေးကို အသင်လာမင်းကြီးပြောပြလိုက်ပါလာမင်းကိုတိုင်တယ်ဒီဘာကိုတိုင်တယ်လာမင်းကြီးကိုတိုင်တယ်ပြီးတော့ကဲတငယ်ချင်းငါပြောပြီးပြီမင်းတတ်ချင်လဲတတ်တော့ဆိုတော့ဟိုကဒါလည်းထိုးတတ်ပြီကောတေရောတေရောမှာပရိသတ်ရွှေတွေငွေတွေယူယူပြီးဆိုတငယ်ချင်းအလောင်းကိုတယောက်တည်းပဲတောထဲမှာပေါ့အမှတ်သားလုပ်ပြီးမြုပ်ခဲ့မြုပ်ခဲ့မြုပ်ပြီးတော့ပရိသတ်ရင်သူ့ရာကိုပြန်သွားရွာသူ့မိမတွေကပြော်လိုက်တာဘုဘကတေသွားတဲ့ ယောက်ျားရမိန်းမတွေဟာသူတို့ယောက်ျားရောဘာညာဆိုတော့ဟာသူနဲ့ကွဲသွားတာကြာပြီမတွေ့တော့ဘူးဘယောက်သမားမသိဘူး तू ကတော့စူးစမ်းတော့အခုတော့ तू မှချမ်းသာလာတဲ့ဘာညာမဟုတ်မကတဲ့လိညာပြောရွာတွေကဟုတ်ဒီမဲ့မှတ်လိညာပြောပြီးတော့ဘိန်းတိုင်ရင် तू မှပါလာလေးရှိတာလေးတွေနဲ့စသာအစရိယမူယူသုံးဖြုံနေတဲ့ကောင်ဆိုတော့ရလာတော့လည်းမရပါဘူးသုံးဖြုံတာပါပဲအိမ်မှာစားလိုက်တောင်းလိုက်ရွှေလေးနေနဲ့ရောင်းလိုက်မူးလိုက်ယူလိုက်ကြက်တိုင်းလိုက်ဖယ်ရိုင်းလိုက် လောက်လိုက်မူလိုက်နဲ့တညတော့ကမှာအရက်တွေမူပြီးတော့အိမ်ရှိကွပြစ်ဝရန်တာပေါ်ထွက်အိတ်လာတာညကလာတာတာပြိတိုင်လာမီးကိုကြည်ပြီးတော့ဆောရုံကကောင်ကလာမီးကြည်ပြီးတော့မူမူနဲ့သူကလာမီးကိုသူကပြောလာမီးပြောလေသူကသတိရတာပေါ့တကယ်ချင်းတယောက်ဇလန်းကိုသူကသတိရပြီလာမီးကိုပြောတာဟုတ်ကောင်းကွာတော်တော်ယူတဲ့ကောင်တော်တော်မိုက်တဲ့ကောင်လာမီးဆိုတာတက်မဲ့ကြီးဘာလို့ဘယ်နဲ့စကားပြောတတ်မှလဲ တိကောင်းกว่าဒီကနေ့မှာလမ်းမင်းကိုများတိုက်တယ်သွားတယ်ပြောလေလမ်းမင်းကဘာပြောတတ်မှာလဲသူကသူတယောက်တည်းအဲ့ဒီမှာအယူတယောက်လိုလမ်းမင်းပြောနေတာကိုအနားကမိမကကြားဘယ်သူကကြားအနားကမိမကကြားပြီးတော့ဘာလို့ပြောနေတာလဲဆိုတော့မိမအတာနေစမ်းမှာဘာလို့ပြောရလဲကျုပ်သိချင်လို့ပြောစမ်းမှာနှခါသုံးကမေးမပြောဘူးပေါ့ပရိသတ်ကြီးမကောင်းလားလို့ဒါဆိုတော့တိမာဆိုတာပေါ့နောက်မိမတော်မဟုတ်မကတွေကြံနေတယ်မို့လားတော်ဘယ်ကောင်မလေးကိုဘာဖြစ်နေတယ်မို့လား တော့ဘာဖြစ်လဲညာဖြစ်လဲလို့ပိဿကြီးလဝိုက်တော့ဟိုကောင်ပေါ်လာပြီမဟုတ်ပါဘူးမိမယာနင်သူများတော့တမပြောနဲ့ငါလှုပ်ဝက်လှုပ်ဝက်ချက်လေးရှိတယ်ငါပြောပြမယ်သူများကမပြောနဲ့သူမိမသူယုံကြည်ရတယ်ဆိုပြီးတော့သူများတမပြောနဲ့ဆိုပြီးတော့အဲ့ဒီမှာမိမရေးတဲ့နှစ်ယောက်ကြာငါတော့အလိုလိုတာဘာတခုမှရတာမဟုတ်ဘူးငါတောက်စားမူယူနေခဲ့တာဟိုကောင်ပေါ့လေမောင်ရှူပေါ့ဒီကောင်ကဥစ္စာတွေရလာတာငါတို့နှစ်ယောက်ပြန်လာတာအဲ့ဒါလမ်းမှာငါဘာမှမပါလို့ ငါမိမတွေသားသမီးတွေမျက်နှာငရမှာဆိုလို့ဆိုပြီးငါဒီကောင်ကိုတတ်ပြီးတော့ဘယ်နေရာမှာငါမြုပ်ခဲ့တာမြုပ်ပြီးတော့ဒီရွှေတွေငွေတွေယူပြီးငါပြန်လာတာအားကြောင့်ကိုနေတို့မိသားစုတွေစားနေရတာဘသူမှမပြောနဲ့ဘသူမှပြောလိုက်ဆိုပြီးဘသူပြောလိုက်ပြီလေမိမကိုပြောလိုက်ပြီမိမလည်းမှတ်တာအဲ့ဒါနဲ့ပဲပိဋကယေရှုရငါချက်သားကုံသွားတနေ့နေ့သုံးနေ့နေလိုက်30သားကုံသွား၄နေ့၅နေ့၆နေ့လိုက်15ချက်သားကုံသွား15နေ့လောက်လည်းနေရောကုံကုံပြီ အရင်တည်းကမှလက်ကြောမတင်တဲ့ကောင်ဆိုတော့လှုပ်လည်းမစားတော့မူလိုက်ယူလိုက်မိမရှာပေးနောက်ဆုံးမိမထမိန်တော်ကောင်းကောင်းမရှိမိမလည်းဘလို့မှမရှိပါ냐အဲ့ဒါမိမလည်းအရက်ဘုရားစာမပြီးတော့ရိုက်ကြံပြီးလာပြီပေါ့မိမညှင်းဆဲနှိမ့်ဆက်ရင်မိမတွေမခံနိုင်ဘူးခံနိုင်ရဲ့လားမခံနိုင်ဘူးဒါတို့မြို့မှာမလို့ဂျလန်ကျုံးဆရာတော်မွေးတဲ့သားစီမျိုးကယွာမှာဆိုရင်ညမှာဆိုရင်မိမရိုက်ပွဲချင်ပဲကျင်းပါလေအမလေးဟိုဘက်ရအောင်ပြီးပြေးလာမိမရိုက်ရည်ပြီး ဒီဘက်ရအော်ပြီးပြည်လာမိမရိုက်နေပြီရွာဦးလာဂျလန်းကျိုးဆရာတော်ပြန်ရင်အဲ့မိမရိုက်တာတွေကြီးပဲတွေ့နေရစီးပွားဖြစ်ဖို့မရှာဘူးသားသမီးတွေနဲ့ပျော်ပန်းနေရဖို့မရှိဘူးမူပြီးမိမကြီးလက်ရိုက်မလီရှိတယ်ဗျာဒါမြို့မှာဘူးလို့မတွေ့ရတာအမလီမလီတချို့မိမတွေဆိုရင်ညအိတ်ကောင်းချင်းမရဘူးဟိုအိမ်သွားခိုးအိမ်ရဒီအိမ်သွားခိုးအိမ်ရကြောက်ကြရရမူဘလူ့အမတရားလည်းဟောမရဘူးသူတို့လည်းရှိတယ်ဗျာအခုလည်းပဲဒီပုဂ္ဂိုလ်ပိဿရေတစ်စိတ်ရှိမိမရိုက်ရဖို့တောင်းမိမရိုက်ရဖို့တောင်း ဘလုံးမိမကိုညင်ဆဲနေဆဲပါများတော့မိမလည်းကြာတော့မခံနိုင်သူကလုံမကျွတဲ့ပြင်ညင်ဆဲနေဆဲတော့မခံနိုင်တော့ကဲတလောက်တောင်ရှိတဲ့ယောက်ျားတွေ့မယ်ဆိုရွာတကြီးသွားတိုင်လေဘသူသွားတိုင်လဲရွာကြီးသွားတိုင်ရွာတကြီးတဲ့ကျမကကြာနေကျမမပေါန်းနိုင်တော့ဘူးဆုံးပြပြီးအဲ့တော့မောင်ဖြူတော့ဥမာပေါ့ဆောတော့ကမောင်ဖြူကိုဒီကောင်တတ်ခဲ့တာပင်ညာမှာမြုပ်ခဲ့ရလို့ကျမကိုပြောတယ်ချွေတွေငွေတွေယူလာတာဒီကောင်ပဲအဲဒင်းကိုဖမ်းပါလာပြီလာပြီဖိတ်တတ်ရင်ဒါရွာစကားနဲ့ပြောတာ ဒီကောင်ကိုဖမ်းပါဆိုကြွားစကြီးရလဲအမှုဖွင့်တော့ဟုတ်လားဘယ်နေရာလဲဘယ်နေရာမှာတပည့်ကြီးအောင်မှာမြုပ်ထားတယ်သွားတူးသွားတူးရတော့တွေ့ပြီအယိုးစုတွေတွေ့ရာဟုတ်တာပဲဆိုပြီးအဲ့ဒီမှာတခါလဲဖမ်းပြီးစင်မင်းဟုတ်လားဆိုဟုတ်ပါတယ်မြင်လို့မရအောင်အဲ့ဒါနဲ့ပြိတ္တရေနောက်ဆုံးတော့ဒီကောင်လဲပဲတည်တံကြတယ်ဗာတံကြရတယ်တည်တံကြရအဲ့ဒီတော့ပြိတ္တရေမကောင်းတဲ့အာဟုသောကံကိုယ်နဲ့ပြုထားတဲ့ကာယကံတွေသည်ပစ္စုပ္ပန်မှာလောက် ပစ္စုပန်မှာလည်းခံရအချို့သောပုံကိုယ်တွေဆိုပြိတ္တရေတန်ត្រာမှာဘဝပေါင်းများစွာတော့မခံရဘူးလားခံရပါတယ်ဟုတ်ဆက်တော်တစ်ခုလဲမှာဆိုရင်သူ့ကလေးတကောင်ကိုတတ်မိကြဘဝ900သူ့လက်ပင်ပြန်အဖြတ်ခံရတယ်ဒါဟုတ်ဆက်တော်ထဲမှာရှိကိုယ်တတ်ခဲ့တာကတစ်ခါပဲတတ်ခဲ့တာသူ့ခံရတော့ဘဝ900တောင်ခံရတယ်ဒါကြောင့်မလို့မကောင်းတဲ့ကာယကံအာဟုသူကျွေးတွေရှိရင်ပြိတ္တရေတို့မပိဆက်ရဘူးလား ပေးဆက်ရတယ်ဒါကြောင့်ဘုလို့ဘိမ့်တိုက်အကျွေးဆိုတာဘယ်အကျွေးမှမကောင်းပါဘူးကောင်းရဲ့လား